ဖြစ်လဲဆိုတော့ဒါမှမိုးပေါ်ကြယောဂါဖြစ်ဆိုတော့တနေ့တယောက်တယောက်လူဆက်ဆက်ပြီးတော့ကြောက်မှာပေါ့အဲ့မှာကြောက်ကုန်တဲ့ခါသူကအရှိတ်ဘက်မှာအင်းရှိတယ်အဲ့တော်ကြီးထဲမှာသွားပြီးတော့ဓာရီပိတ်တော့ခတ်အဲ့ကြောင့်မှတော့တကြီးအိမ်မပြေးတာဒီနောက်ဖက်မှာအနော်သာတဲပြီးရှင်ရဟန်းရတေတပုတ်တဲ့ဖရာရွှေသိန်းတော်ဖွဲတော်နဲ့ဒီရှိတယ်အဲ့ဒီဖရာကိုမွမ်းမံပြင်ဆင်လိုက်မင်းတို့ရောအနေကင်းလိုက်မယ်လို့ဒီနော်သာတဲတဲ့ဖရာတွေကဒီမုတ်တမုတ်ထဲပဲရှိတာနော်သာတဲအရှိတ်ဘက်ပဲလှည့်ဒီဘက်မှာရွှေသိန်းတော်ခုလူရှိတဲ့အကုန်လုံးကရှိဘက်ပဲလှည့် တပုံထဲမှာရှိတယ်နော်လာတယ်ဖရားလေးအဲ့ဖရားလေးဖေးမှာတမိုင်းစာအုပ်လေးရှိရှိနေဘူးသူကတင်ကလေးပတ်တယ်အဲ့မှာတော့နော်သားကြီးကသူချောက်သူမြောင်လောက်ကဲစားတော့တဲ့ပုံကိုယ်လေးတဲ့သူကကိုယ်တော့ဖရားကိုပျက်စီးယူရင်းဘကမုံမပျက်စီးဆွတ်တော့ကပွဲပြုတ်လို့ချင်းလူတန်းချင်းအဲ့ဒီပုံကိုယ်လေးကြီးတဲ့ငါကဲ့တို့ဘုံတို့အာလူပေါ်ကြည့်ပြီးအသက်ချာချာရှိပါလိမ့်တည်းလို့အဲ့ဆားလေးအလေးထားတယ်လောက်ကြီးကြီးကျယ်လှုပ်တဲ့ငရင်မျိုးကျွန်တော်တသက်တခါမလို့ဘူးအဲ့ဒါတော့ဒီပင်မကျောင်းဆောင်ကြီးမှာဖရဲတို့လည်းအမြင်ပဲခုဘယ်မှာထိထိခက်ခက်တိတ်မရှိဘူးဒီအောက်ခြေပိုင်းတိုင်ပိုင်းဆိုင်အရတော့ကျွန်တော်တို့ ဟို ASCII ပန့်ပန့်တာရှိပန့်ချောဆိုတာရှိအပေါ်မှာသူကတလမတူရှိအဲ့ဒီဟာကတော့ဒီအက်တာခွဲတာလေးရှိတယ်အဲကျန်တဲ့ဒီမုတ်ကလေးတွေပန့်ဆွဲပဲပြုတ်ကြចောင်းဆောင်ကြီးကတော့တိမ်တိုက်တော့ဒီပေးမှာចောင်းဆောင်ကြီးတော့ဘာမှချီချိုက်ရှိမရှိဘူးဗျအဲဖျက်တကူလို့ကျွန်တော်အဲ့လိုပြောချင်ပါတယ်ဟုတ်စီလူသောရွှေသိမ်းတို့ ကြီးခစ်ပေါ့အဲ့မှာရွာအင်ဂျင်နဲတယ်ဗျရွာနောက်ဘက်ဆိုဒီနေ့လူမထွက်ရဲကြအောင်ကြောက်ကြတာဟုတ်အဲ့ချိန်မှာမဖြစ်လဲဆိုရွာမှာမိုးပေါ်ကြရောကဖြစ်တော့ဒီနေ့တယောက်တယောက်လူဆက်ဆက်ပြီးတော့ကြောက်ကုန်အဲ့မှာကြောက်ကုန်နေခဲ့သူကအရှိတ်ဘက်မှာအင်းရှိတယ်အဲ့ဒေါ်ကြီးထဲမှာသွားပြီးတော့ဓားတွေပိတ်တော့ခတ်အဲ့ကြမ်းမှာသူကကြီးအိမ်မပြေးတာအဲ့တော့မင်းတို့တဲ့ဒီနောက်ဘက်မှာအနော်သာတဲပြီးရှင်ရဟန်းရတေတပုတ်တဲ့ဖရာရွှေသိန်းတော်ဖွဲတော်နဲ့ဒီရှိတယ်အဲ့ဒီဖျောက်ဝမ်းမှန်ပြင်ဆင်လိုက် မင်းတို့ရွာအနေကိလိမ့်မယ်လို့တချီအိမ်မက်ပြီးတော့တချီကရွာခေါ်ရွာခေါ်မင်းရတို့အိမ်မက်ပေးတယ်အိမ်မက်ပေးတဲ့ခါကျတော့အဲ့ဒီဘက်မှာဖះရှိတယ်ပြောတယ်နောက်ဘက်မှာအဲ့မှာသူလာရှာကြရှာတော့ဒီဟာလေးကမွန်းနိုင်ကြုံနဲ့ဇီဒီကသေးပါလေအဲ့တော့မှဒါကမှလုံဘတ်တော်ဖွင့်ညာတော်မြင့်ထားလို့အဲ့မှာဇီဒီလေးတွေ့တဲ့ခါကျတော့မှဖះဖះလှိုင်လေးထဲမှာအတွင်းထဲမှာဒီနော်ထားတဲတဲ့ဖះတွေကဒီမုတ်တမုတ်ခဲပဲရှိတာနော်ထားတဲရှေ့ဘက်ပဲလှည့်ဒီဘက်မှာသူသိတော့ခွန်သူရှိတယ်အကုန်လုံးကရှေ့ဘက်ပဲလှည့်တမုတ်ထဲမှာရှိတယ်နော်ထားတဲဖះအဲ့ဖះလေးဘေးမှာတမိုင်းဆောက်လေးတွေ့ရှိနေပြီတင်ကလေးပတ် အဲ့မှာတော့နော်သားကြီးကဒါသူချောက်သူနောက်လောက်ကဲစားတော့တဲ့ပုံကိုယ်လေးတဲ့သူတရားကိုတော့ဖះအောင်ပျက်စီးယူရင်းဘက်ကမွတ်မပစ်စင်းစွတ်တော့ကပွဲပြုလုပ်ချင်းလူတန်းချင်းအဲ့ဒီပုံကိုယ်လေးကြီးတဲ့ငါကဲ့တို့ဘုံတကုတ်အလှူပေါ်ကြည့်ပြီးအသက်ချာချာရှိပါလိမ့်တည်းလို့အဲ့စားလေးအလေးထားတယ်အဲ့မှာကျွန်တော်တို့ရွာအဲ့ဒီရှားတဲ့ခါတွေ့လဲတွေ့ရောအဲ့မှာဖះကြီးစွတ်လိုက်ကပွဲကိုဘယ်လိုစားလို့မလဲအဲ့မှာတစုံမိုးလာဇန်ဆဲဆက်တဲ့ကိုလုပ်မယ်ဆိုတော့အဲ့တော့စလုပ်တဲ့ခုနှစ်ကကျွန်တော်တို့1282ခုဆိုတော့နှစ်တရာကျော်သွားပြီ ့ထွန်းလိုက်ကပ်ပွဲလှုပ်လာတော့ပြောနော်အဲ့ရနေစပြီးတော့ရွာအနေကင်းလာရွာအခုဆိုတိုးတက်တာတည်းမှာရွာမှာတိုက်တေးကြီးဖြစ်ကုန်ပြီအဲ့လိုဖြစ်ကုန်တာနော်ဒါကနောက်ထပ်ကြီးရဲ့ဒီစေစာတွေကသစ္စာဆိုလို့ရတဲ့ပါလီပါဖရာဆိုစေစာဆိုပြီးတော့ဆူတောင်းပြီးအောင်ပါတယ်ဟုတ်ကြော်ဝဲဆွံ့ပြထားတဲ့ကြောင်းရတဲ့ငွေတွေနဲ့ကျွန်တော်တို့အဲ့ဒီပဒုံလေးက ကျက်သမား60ပေါ့အဲ့ကနီးလောက်ကျွန်တော်တို့ဒီကရော့ဝဲတွေနဲ့ရောင်းရတဲ့ငွေနဲ့ဝယ်ထားတာရှိပါတယ်။နောက်အဲ့ကရော့ဝဲဘူးတွေရတဲ့ငွေတွေနဲ့ပဲကျွန်တော်တို့ဒီမှာအဝင်လက်အထွက်လမ်းကြီးကိုတိုင်းလုံးကတ်တယ်ခင်ပါတယ်။နောက်ကျွန်တော်စွန်းစားဆောင်စွန်းချက်ဆောင်ရှုပ်ဆိုးလို့ကျွန်တော်တို့ဒီရတဲ့ငွေကြေးတွေကိုအုပ်ပြီးတော့ဒီစာတင်တိုက်တယ်ကိုယူရပါဘူး။အခုဒီနေ့2025မြန်မာနှစ်ဆန်းပေါ့နှစ်ဦးပိုင်းပေါ့လေဒါကတော့ကျွန်တော်တို့ ဟောကျွန်တော်တို့ကိုယ်တိုင်အောင်ကွန်ရွှေသန်းချွေချက်လုပ်ငန်းမိသားစုကလှူဒန်းအပူစော်တာပါဗျဟုတ်ကဲ့လူဝိနည်းအပေါင်းအောင်စုပံမဝရောက်လာခဲ့ပြီဒီကိုလက်ရှိပဲမှာចောင်းဆောင်ကြီးရတော့တိပ္ပံနဲ့နေမြဝန်ကြီးဦးတောင်းပါဘာတောင်းကြီးရဲ့စီစဉ်ညွှန်ကြားမှုနဲ့ပဲကျွန်တော်တို့လုပ်ဖြစ်သွားပါတယ်အဲဒါမှဆိုရင်ဖျားကြီးရဲ့တကူတော်နဲ့အဲဘာမှဆိုရင်ကျွန်တော်သိခွန်တော်မရှိပါဘူးအဲ့ပါဘာတောင်းကြီးရတော့ဟာတဲရတောင်းတော့ကုန်လိမ့်မယ်တော့ပါမလားအရတဲ့အဖ အလုံကလုတ်ပြီဆိုရင်တော့အလှချင်းတည်းလှူကြပါတယ်ဆိုတကယ်လဲလို့တော့တကယ်တပြားအဲ9000မရောတဲ့ပြင်သိ3000ကျော်ဘာကြီးရလည်းလို့ပြတော့ဟာဖះတကူကြီးလိုက်တာအဲ့တော့မရောတဲ့ပြင်သိ3000ဖြစ်သွားတယ်အဲ့ဒီကြောင့်တော့ပြီးသွားတာပဲကျွန်တော်ဟာညဘာကြီးဥတော့အခုလည်းနောက်ထပ်လုံမဲ့စီစဉ်လဲဘာကြီးတောင်းကြီးရဒီမိုးလို့လို့ပဲကျန်တဲ့နေရာတွေပေါ့အားတွေလည်းလုံမဲ့စီစဉ်ရှိပါတယ်ဒိဋ္ဌံဆိုကျွန်တော်အတိသေးဘူးငယ်တော့မှဆွေးတင်တော့ဝင်လာတော့ကောင်းအောင်တည်ဘာလို့ကျွန်တော်ကအဖေတို့ကိုလိုက်လိုက်ပူတာဗျာအဲ့တော့ဘာဒီဆွေးတင်တော့ဝင်လဲတယောက်တောင်ညင်းတာ ဟိုယူတယ်မယူခိုးတယ်မခိုးပေးပြီးမပေးဘူးအစားရှိပေါ့ဗျာအဲ့ဒါမျိုးဖြစ်ရင်ဖြစ်တယ်တော့သွားမယ်လားဖြစ်တယ်တော့မတို့မိတိုင်းပြိုင်မယ်တစ္ဆာတောက်မယ်အချို့ကလည်းဟိုကျိမ့်မင်းကြောက်တာရှိတယ်အချို့ကလည်းကြောက်တော့ရောက်ရင်အမှန်ပေါ့လားအမှန်တရားပေါ့ဒါမှမဟုတ်အဲ့ဒီဖြစ်တယ်တော့ဘုံဆိုဒီကမြောက်ဖက်မဟုတ်ကောက်ဝင်ရတာကတော့ဘဝဒီဘဝမှာဘလူးဆောင်းတယ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီအဖေတို့တစ်ထက်ပေါ့ကျွန်တော်ငယ်သေးပါတယ်အဲ့တော့ဒီဘက်မို့မှာတဲဖို့စီဒီလေးရှိတယ်အဲ့ဒီတဲဖို့စီလေးမှာဟိုကနေကားနဲ့တက်ကူကြောင်းသားတွေကားစီးလာတယ်အဲ့မှာ ဒီဆွဲချူပြောက်ပြောက်တဲ့ကကျောင်းသားတယောက်ကယူထားတာယူတဲ့ကကျတော့ရွှေသိန်းတို့သွားမယ်ဆိုမန္တလေးရဲ့မင်းကနေပြောဒီအာတီကာစီးလာဒါတော့အဲ့ဖရားလေးနားမှာကရက်ရက်ပြီးတော့အဲ့ဖရားလေးနားမှာကျောင်းသားတွေအများကြီးပဲထိုင်ပြီးခရော့လာတဲပုံစီလေးလေးခရော့အဲ့ဒါလေးကဖရားလေးအပြင်ဘက်မှာဒီမှာတရိုင်းသုံးတက်ကဒီဘက်မှာအဲ့ဒီမှာခိုးတဲ့အောင်ကအားရောမွေးမွေးမြောက်ကဆိုအဲ့မှာကြောက်လာကျောင်းသားတွေအများကြီးလေးနေနောက်ဒီဘက်နားရောက်တော့ဒီတင်ရှိရောက်တော့ခရော့လဲခရော့အဲ့ကောင်မူးခိုးလာတော့ဘာကြီးကျွန်တော် ပြန်ပေးရအေးပြန်ပေးရတယ်မင်းတစ္ဆိုင်မတော်လေရတစ္ဆိုင်တော်ပြီတော့မင်းမရဘူးအဲ့မှာသူကသူကျွန်တော်ယူထားပါတယ်လို့ဝန်ခံတာအဲ့ဒါမျိုးတွေကတာရကတွေကအများကြီးပေါ့ဗျာပြောမှဆိုရင်တော့အဲ့တော့ခုနောက်ပိုင်းကျတော့အဲဖခင်ကြီးမှကတော့ဝဲနဲ့ဆူတောင်းတာအဲဆူတောင်းတဲ့ခါကျတော့အောင်လာတယ်အောင်လာတယ်အဲ့ဒါနေစာပြေးပြေးနဲ့အထိတ်ထက်အောင်လဲဆိုပြီးတော့တည်များလာတာပါအခုကဒီရုပ်ပွားတော်မြင့်ကြီးကိုရွှေအစ်စ်တင်ငန်းကက်လူပူဇော်ပြီးတဲ့အတွက်ဒီအုတ်ဆောင်တော်ရဲ့ဒီဆက်လွယ်မကိုက်တီရဲ့ကဒါရွှေရင်ရွှေသားအစ်စ်နှစ်ပိတ်သား နီးပါးရှိတဲ့ရွှေစင်ရွှေသားအစ်စ်တွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့မူလအတိုင်းပေါ့လေအများပြည်သူခါတိုင်းဖူးမြော်နေရတဲ့အတိုင်းပြန်ပြီးတော့အော်ရွှေကက်ပြီးတဲ့အချိန်မှာပြန်မိတာကက်လူပူစော်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့တကဘာလုံးမှာရောက်ရှိနေကြတဲ့ဘိုးရဘာသာတိုင်းသိနေကြတဲ့ဒီမာရွှေသိန်းတော်မြတ်စွာဘုရားရုပ်ဘွားတော်မြတ်ကြီးကိုလုံးတော်ပြည့်ရွှေကက်လူပူစော်ခွင့်ရတာကကျွန်တော်တို့အတွက်ပြောမယ်ဆိုဘာနဲ့မှမလဲနိုင်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာပါဟုတ်တနိုင်ငံလုံးမှာကြည့်မယ်ဆိုရင်မာရွှေသိန်းတော်မြတ်စွာဘုရားရဲ့လို့ လူတွေမျက်စိထဲမှာမြင်တာကတော်ဘွဲတွေအများကြီးနဲ့ရုပ်ဘွားတော်မြတ်ကထူးခြားတဲ့အဲကျွန်တော်တို့အုတ်ဆောင်တော်ဆက်လွယ်တော်မဂိုက်တော်တွေနဲ့ထူးခြားတဲ့ရုပ်ဘွားတော်ကိုမြင်ရတယ်လူတိုင်းလည်းတောင်းဆုပြည့်တဲ့အတွက်ဒီရုပ်ဘွားတော်မြတ်ကြီးကလူတိုင်းမသိမရှိဖြစ်နေတာမမကြီးမှာကြိုက်တိုးရွှေတကူမာမုဏိဒီသုံးသူကိုလည်းကျွန်တော်တို့အနေနဲ့ဆောင်ရွက်ခဲ့ရတာဖြစ်ပြီးတော့မန္တလေးရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဒီအာမာရွှေတင်တော်မြတ်စွာဘုရားကြီးကိုလည်းလုံတော်ပြေကက်ခွင့်ရတယ်ဒီအတွက်ကျွန်တော်တို့လုပ်ငန်းအနေနဲ့ကုသိုလ်အမျက်တွေအများအားရသလို ထိုက်တဲ့နဲ့အကျိုးအမြတ်တွေလည်းကျွန်တော်တို့ရရှိနေပါတယ်။လောက်ကြီးကြီးကျယ်လှုပ်တဲ့ငွေမျိုးကျွန်တော်တက်တက်တခါမလို့ဘူး။အဲ့ဒါတော့ဒီပင်မကျောင်းဆောင်ကြီးမှာဖခင်တို့လည်းအမြင်ပဲခု။ဘယ်မှထိထိခက်ခက်တိတ်မရှိဘူး။ဒီအောက်ခြေပိုင်းတိုင်ပိုင်းဆိုင်ရာတော့ကျွန်တော်တို့ဟော RCO ပန့်ပန့်တာရှိပန့်ချောဆိုတာရှိရပေါ်မှာဒူကတလမတ်တို့ရှိ။အဲ့ဒီဟာကတော့ဒီအက်တာခွဲတာလေးရှိတယ်။အဲကျန်တဲ့ဒီမုတ်ကလေးတွေပန်ဆွဲပဲပြောချင်။ကျောင်းဆောင်ကြီးကတော့တိမ်တိုက်တော့ဒီပင်မကျောင်းဆောင်ကြီးတော့ဘာမှထိထိခက်ခက်ရှိမရှိဘူးဗျ။ဖခင်တို့လို့ကျွန်တော်အဲ့လိုပြောချင်ပါတယ်ဟော။ဖခင်လည်းဆူတောင်းနေသူကဒီ အဖရက်ခါလည်းသူကဆူတောင်းလာအဖရက်ခါတမီးရဲ့ရှေလိုခိုးသွားတဲ့ပုံကိုကြောက်လန့်ပြီးတော့ပြန်ပို့အောင်လို့ကိုညီပါဆောင်းချောက်ပါအဖခရော့ဝဲလေးနဲ့သူကဆူတောင်းလာညကြောင်ဟိုကောင်လာထားတာအဲ့ဟာလေလုံးဝမရောအဲ့ဟာလေအဲ့ဒါသူတို့ပြောလို့ကျွန်တော်ပြန်တီးရပြန်တီးရတာနော်အဲ့လိုအဲ့လိုတွေလည်းအများကြီးပေါ့ဗျာပြောမယ်ဆိုရင်တော့တကယ်ကိုလည်းတကူးကြည့်ပါလေဆောင်းချောက်တွေကလည်းအားကောင်းပါလေဗျကြောက်စင်နဲ့နှစ်မိုင်သာကွာတဲ့မဟာရွှေသိန်းတော်မြတ်စွာဘုရားထိခိုက်ပျက်စီးဆုံးရှုံးမှုဟိုပြောရမယ်ဆိုရင်ရာဂိုင်နှုန်းနဲ့ပြောရမယ်ဆို66ရာဂိုင်နှုန်းထီအောင်ကျွန်တော်တို့အန်ရကင်းတာတွေ့ရတယ် အဲကြောက်စင်မြို့မှာဆိုရင်အတော်လေးထိခိုက်ပျက်စီးသွားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာတရားအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်အရာ ပြောရမယ်ဆိုရင်ဒါဖရာရဲ့အဲတကူပဲအားလုံးကိုပြောချင်တာကအားမလျှော့ဘဲနဲ့ဆက်လက်ပြီးတော့ကြိုးစားပါအာအားတင်းထားပါအာကျွန်တော်တို့ဒီကတ်သုံးပါးကနေပြီးတော့မှမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အဲလူတွေအားလုံးကအာကြော်လွှားနိုင်ပါပါအားလုံးလက်တွဲညီညီနဲ့ပဲကြိုးစားအားထုတ်ပြီးတော့မှ ဒီကတ်သုံးပါးကိုကျော်လွှားနိုင်ဖို့အကျိုးစားကျိုးစားနေရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့